လူကိုဆွမ်းအပ်သွားစေမယ်ဒေါ်လာ5ဘီလီယံတန်အင်ယူကိုချပြလာတဲ့ဦးမွန်ရွှေဘိတ်သက်ကြီးတို့ရေမင်္ဂလာပါရှင်ဒီနေ့မှတော့ဆိုရှယ်မီဒီယာတစ်ခွလုံးကိုမုံတိုင်းထမ်းသွားစေပြီးမြင်လာရတူတိုင်းကိုဆွေးအားမှင်တက်သွားစေလောက်တဲ့အကြောင်းအရာတစ်ခုကတော့မြန်မာနိပညာလောကရဲ့ထိတ်တန့်ပြင်မှအားလုံးကရှိခင်ကြတဲ့မီနီမီရှော်ဝီမွန်ရွှေရဲ့အိမ်မက်ထဲမှာတောင်းမထဲရလောက်အောင်ခန်းနဲ့ကြည့်ကြတဲ့စာအင်ကြီးအကြောင်းပဲဖြစ်ပါတယ်ကာလတန်ဖိုးအမေရိကန်ဒေါ်လာ5ဘီလီယံ ဘီလီယံ9000အထိရှိတယ်လို့ခန့်မှန်းပြောဆိုနေကြတဲ့ဒီအင်ဂျီရဲ့ပုံရိပ်တွေဟာအွန်လိုင်းပေါ်မှာပြန်လာလာခဲ့ပြီးနောက်မှာတော့ဝမ်မုံချွေရဲ့ကြွယ်ဝချမ်းသာမှုကတာမန်အနုပညာရှင်တယောက်ရဲ့အစ်စ်ကိုကြောလွန်နေပြီဆိုတာကိုတည်တည်ပြလိုက်တလို့ပါပဲဒီစီဆန်ကြီးကိုအိမ်လုတ်သုံးထုံးတာထဲနန်းတော်လုတ်သုံးထုံးတာကပူပြီးမှန်ကန်ပါလိမ့်မယ်ဗိတ္တတွေမြင်တွေ့လိုက်ရတဲ့တပ်ပုံတွေထဲမှာ ။ဒီရင်ကြီးရဲ့ကြည်ကြဲခါနာမှုကတကယ်ကိုထင်ရှားပေါ်လွင်နေပါတယ်။ကျဲဝန်းလာတဲ့အချံဝင်းကြီးထဲမှာဥရပကတော်ဝင်ရဲတပ်ကြီးတလုံးလိုထဲဝါစာတချီနေပြီးသူ့ရဲ့ဗီဒီကလေးရကကိုပဲတံမိုးကြီးလာတဲ့ဆိုတာသိတာစီပါတယ်။အိမ်တွင်းဘက်ကိုလှမ်းကြည့်လိုက်မှဆိုရင်တော့ပိုပြီးအောင်အောင်ပေါကောင်းပါတယ်။ဝင်ပေါက်ကနေလှမ်းဝင်လိုက်တဲ့နဲ့ကျိုးစုံနေမှာကအပြောင်းလဲနေတဲ့စစ်ချင်းကြောက်ကြမ်းခင်းတွေနဲ့မျက်လုံးချင်းလောက်အောင်တပ်ပတ်နေတဲ့တော်ဝင်မီးဆိုင်ကြီးတွေပါ။မျက်နှာကျမြကြီးတွေမှာရေးဆွဲထားတဲ့ရွှေရောင်ပန်းခက်ပန်းတွေတွေက ီနေရာကိုတကယ်တော်ဝင်နန်းတော်အငွေတစ်တွေပေးစွမ်းနေပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ဒီနန်းတော်ကြီးထဲမှာတာမလူတွေလိုက်မမီနိုင်တဲ့အတုံးဆောင်တွေအပြည့်စုံပါဝင်ပါသေးတယ်။အဲ့ဒီတွေကိုရာနဲ့ရှိပြီးတည်ခင်းနိုင်တဲ့အခမဆောင်ကြီးတည်တံ့ဖြောဖြေးရေးခမကိုပိုင်မန်နီစီနီမဲယုံနောက်ဆုံးပေါ်ပစ္စည်းတွေနဲ့ပြည့်စုံတဲ့အချင်းနိုင်ငံတကာအစ်စ်မီကြီးကုကန်ကြီးစတာတွေနဲ့အဒီဆိုင်ကြီးဟာနေထိုင်စရာနေရာတစ်ခုကျယ်ငါးဘွဲ့အဆင့်ရှိတဲ့ luxury resort တစ်ခုလိုပါပဲ အခန်းတိုင်းကိုလည်းကဘာကျော်ဗရန်တွေကနေတရက်တွင်တွင်ထားတဲ့တံပိုးကြီးဆုံးပီဘော့ကတွေနဲ့ပဲအလတ်ဆင်ထားတာကသူ့ရဲ့တံပိုးကိုပိုပြီးမြင့်တင်စေပါတယ်ဒီလိုခါနာတဲ့အနားတော်ကြီးကိုပိုင်ဆိုင်ထားတဲ့အုံးမွန်ရွှေရဲ့နောက်ွက်ကအင်အားကဘယ်သူဖြစ်မလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားကြမှာပါအုံးမွန်ရွှေကိုယ်တိုင်ဟာကယ်ဒရီများရှင်ကြောင်ညာပေမှတူအနေနဲ့အမှုပညာလောကမှာဝင်ငွေကောင်းဆုံးမိမိတသက်ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဒေါ်လာဘီလီယံနဲ့ရှီတန်တဲ့စီးစိမ်မျိုးကိုတော့ဒီမရဲ့အခင်မွန်ဖြစ်သူမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတဲ့ကြီးတူဖြစ်တဲ့ ကိုနိုင်ဖြိုးကျော်ရဲ့အင်အားကအဓိကပံ့ပိုးထားတာပါကိုနိုင်ဖြိုးကျော်ဟာလူငယ်တွေကြားမှာရေပန်းစားတဲ့ပွေးပွေးအရှိုးရလုံငန်းစုကြီးရဲ့ပိုင်ရှင်ဖြစ်သလိုမြန်မာနိုင်ငံအတွက် MG လက်စက်ကားတွေကိုတူတဲ့ကိုယ်စားလှယ်ဖြစ်တင်တွင်းဖြန့်ရှိနေတဲ့ဟောစာကြီးလုံငန်းရှင်တူလည်းဖြစ်ပါတယ်သူရဲ့စီးပွားရေးအင်ပါယာကြီးကနေရရှိလာတဲ့ကျော်ဝမှုတွေနဲ့ဇနီးတဲ့ပေါ်ထားတဲ့အရှိတွေကိုနန်းတော်ကြီးကတတိပြနေတူလိုပါပဲ။ တိတ်ထောင်ရှိတဲ့အရောက်ဆိုင်လက်ဆွဲတွေစိန်စီထားတဲ့လက်ကင်အိတ်တွေကဥမွန်ရွှေအတွက်တမ်းမလက်ဆောင်လေးတွေဖြစ်နေချိန်မှာအခုလွန်နန်းတော်ကြီးတလုံးကဘာတိဆောက်ပေးထားတာကသူတို့ရဲ့တာယာပြည့်ရှင်တဲ့အင်တာဗျူးကိုဖော်ပြနေပါတယ်။ရှမ်းနာကျော်ဝပေမဲ့အပွင့်မမြစ်ပဲလူတန်းတွေရေရောစွာလှတက်တဲ့အစိတ်ထားကြောင့်လဲသူတို့ဇနီးမောင်နှံကိုပဲတက်တကလေးစားရှိခင်းနေကြတာပါ။အရှုပ်အားဖြင့်ဆိုရရင်တော့ဥမွန်ရွှေဟာဒီမရဲ့အနုပညာအောင်မြင်မှုမှန်ကန်တဲ့အင်တာဗျူးကိုရွေးချယ်နိုင်ခဲ့မှုနဲ့ ကံကောင်းမှုတွေပေါင်းစားပြီးပြင်မတပါလို့ခါနာတဲ့ဘဝကိုပိုင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒေတာကြီးတို့ရောဒီလိုနန်းတော်ကြီးကိုခါနာတဲ့အိမ်ကြီးမှာနေထိုင်နေတဲ့ဘုံမွန်ရွှေရဲ့ဘဝကိုအားကြမိကြလားဒီစည်းစိမ်ချမ်းသာမှုမျိုးကကံတရားတစ်ခုတည်းကြောင်းလားဒါမှမဟုတ်ကြိုးစားမှုနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရဲ့အဒီအပွဲလို့မြင်ပါတလားကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝင်ရဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အဆုံးတီတီရှိပေးတဲ့တို့လည်းအလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။